မင်္ဂလာပါမမေအီဗီလော့ကမှပြန်လဲကြိုဆိုပါရယ်မမေအီဖြစ်ပါတယ်ဒီနေ့ sharing လုပ်ပေးမယ့်အကြောင်းအရာကတော့ရိုးရိုးမွေးခြင်းနဲ့ခွမ်းမွေးခြင်းပါဆိုလို့ရှိရင် ကျမကတော့ဒီရိုးရိုးမွေးတာကိုအောင်မြင်ဆုံးမွေးဖွားနိုင်ခဲ့တဲ့အတွက်ကြောင့်မလို့ရိုးရိုးမွေးရအောင်ဦးစားပေးပြီးတော့ပြောတဲ့ပုံစံမျိုးများဖြစ်နေမလားပဲအဲရိုးရိုးမွေးခြင်းရဲ့အကောင်းဆုံးလေးတွေပြီးပါလို့ရှိရင်အဲဒီရိုးရိုးမွေးခြင်းနဲ့ခွမ်းမွေးခြင်းဆိုတာဘယ်လိုဆိုတာလေးရဲ့ကျမရဲ့ experience တွေရဲ့စပြီးတော့မှ sharing လုပ်ပေးသွားပါမယ်ဖြစ်ပါတယ် ထမအောင်ဆုံးစပြီးတော့မှ sharing လုပ်ပေးမယ့်အကြောင်းရင်းကတော့ကျွန်မ experience အကြောင်းလေးပေါ့နော်အဲဆိုတော့ရွရွမွေးခဲ့တဲ့အကြောင်းရင်းကတော့ပထမအောင်ဆုံးစပြီးတော့မှခွန်မွေးတာနဲ့ခွာခြားချက်အနေနဲ့အဲကျွန်မကခွန်မွေးတာမျိုးတော့မလုပ်ခဲ့ဘူးပေါ့နော်ဒါပေမဲ့ဆရာဝန်တယောက်အနေနဲ့ကတော့ခွန်မွေးတာတွေကိုကြုံတွေ့ခဲ့ရတယ်ရွရွမွေးတာတွေလည်းကြုံတွေ့ခဲ့ရတယ်အဲ့ဒီမွေးဖွားခြင်းတွေကိုလည်းကုညီဆောင်ရွက်ပေးခဲ့တယ်ပေါ့နော်အဲတာဖော်မီရဲ့အထူးပို့ uh level အတိုင်းအတာအထိမဟုတ်ဘူးဆိုပေမဲ့ဒါအဲ intern ဘဝတုန်းကရောပြီးတော့ဘွဲယူပြီးတဲ့အချိန်နောက်ပိုင်းမှာရောဒီရိုးရိုးမွေးတာတွေအဲခွဲမွေးတဲ့ဟာတွေကိုအကူညီအဲပြီးတော့မြှောက်ပေးခဲ့တဲ့ဆရာဝန်တယောက်လည်းဖြစ်ပါတယ်အဲ့တော့အဲရိုးရိုးမွေးတာကကောင်းသလားခွဲမွေးတာကောင်းသလားဆိုရင်ဒီတဘာဝအတိုင်းရိုးရိုးမွေးခြင်းဆိုတာကပို့ပြီးတော့မှကောင်းတယ်လို့ပဲသိခဲ့ ပါတယ်။ဒါပေမဲ့ရွရွမွေးတဲ့အချိန်မှာဆိုလို့ရင်ခွဲမွေးတာနဲ့ခွာခြားချက်ကတော့နာကျင်မှုဝေဒနာကိုခံစားရတာပဲဖြစ်ပါတယ်။အဲ့တော့ခွဲမွေးတာကရောနာကျင်မှုဝေဒနာမခံစားရဘူးလားလို့မေးတဲ့အခါမှာခွဲမွေးတာကလည်းနာကျင်မှုဝေဒနာကိုခံစားရတာပဲဖြစ်ပါတယ်ဒါအမွေးဖွားပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်တိတိတသာနာကျင်မှုဝေဒနာကိုပိုပြီးခံစားရတာကခွဲမွေးတဲ့မိမိတွေပဲဖြစ်ပါတယ်အဲ့တော့ ရွရွမွေးတာကတော့ဒီစပြီးတော့မှဗိုက်စားနာတာနေပြီးတော့မှမွေးဖွားတဲ့အချိန်အထိပေါ့နော်ခလေးမွေးပြီးရဲ့အချိန်အထိကိုအတိုင်းတာတစ်ခုအထိပေါ့အတိုင်းတာတစ်ခုအထိဆိုတဲ့နေရာမှာကျမရဲ့ experience အနေနဲ့ဆိုလို့ရှင်တော့အတော်လေးနာကျင်ပြီးတော့မှမွေးဖွားခဲ့တာပဲဖြစ်ပါတယ်မနာဘဲနဲ့မွေးဖွားခဲ့တဲ့ရိုးရိုးမွေးဖွားခဲ့တဲ့ကလေးဆိုတာမရှိတလို့ရှားမှာပဲဖြစ်ပါတယ်ကျမရဲ့ experience အရာကို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 ယ်တိုင်ရဲ့ experience အရာပေါ့ပေါ့နော်ဆိုတော့ ရွရွမွေးတဲ့အချိန်မှာဆိုလို့ရှိရင်တော့အတိုင်းတာတစ်ခုထီတော့နာပြီးတော့မှခလေးရထွက်လာပါတယ်အဲ့ဒါလေးတစ်ခုတော့မမေတို့ကိုအတိပေးခြင်းပါတယ်အဲမမေကအဲကျမအနေနဲ့ဒီမွေးဖွားခဲ့တုန်းကဆိုလို့ရှိရင်တော့ဒီပထမရက်ပေါ့နော်နောက်နောက်တစ်ရက်မှာမွေးရဆိုလို့ရှိရင်ဒီလိုနေ့ ့နေ့လေ3နိုင်လောက်ကနေစပြီးတော့မှအနာကနောက်တနေ့အဲ6နိုင်လောက်မှမှခလေးမွေးဖွားတော့မှအနာကအရှင်းပြောက်သွားတာမျိုးပဲဖြစ်ပါတယ်အဲပြီးတော့တိတိတသာနာကျင်ခဲ့ရတဲ့အချိန်ကတော့အိမ်မွေးတဲ့ရက်ရဲ့မနက်7နိုင်လောက်ကနေပြီးတော့မှစပြီးတိတိတသာနာတာပဲဖြစ်ပါတယ်ဒါပေမဲ့အတိုင်းတာတစ်ခုအထိဖြစ်တဲ့အတွက်ကြောင့်မလို့အရင်နာကျင်အရင်မခံမရက်နိုင်လောက်တဲ့အထိတော့မဖြစ်သေးဘူးပေါ့နော်ဒါပေမဲ့ပို့ပြီးတော့မှနာကျင်ခဲ့တဲ့အချိန်ပေါ့အဲ့ဒီကနေပြီးသွားတော့မှ ဒီနေ့လေ3နိုင်လောက်အထိကိုဒါခံနိုင်လောက်တဲ့အတိုင်းတာတစ်ခုအထိနာကျင်တာဖြစ်ပေမဲ့3နိုင်နောက်ပိုင်းကနေပြီးတော့ကလေးမွေးဖွားတဲ့ဒီ6နိုင်လောက်အထိဆိုလို့ရှိရင်တော့3နိုင်လောက်ကတော့မခံမရနိုင်အောင်နာကျင်ပြီးတော့မှကလေးလေးထွက်လာခဲ့တာပဲဖြစ်ပါတယ် အဲဘလိုပဲဖြစ်ဖြစ်ကလေးရောအမျိုးကျမ်းမာစွာနဲ့မွေးဖွားပြီးတဲ့အတွက်ကြောင့်မလို့အတော်လေးကိုစိတ်အေးချမ်းပြီးသွားတော့မှပျော်ရွှင်ရပါတယ်မွေးဖွားပြီးတဲ့အခါမှာဆိုလို့ရှိရင်လည်းနာကျင်မှုတွေနားလုံးဝကိုအဲပျောက်ကင်းတက်တာသွားတဲ့အတွက်ကြောင့်မလို့အာအရန်ကိုအတိုင်းမသိဝမ်းတာတဲ့အပြင်ကိုဒီမွေးဖွားပေးခဲ့တဲ့အာအာတာဖာမီရဲ့အထူးကုစရာဝန်အမတွေကောအမအငယ်တွေကောအကုန်လုံးဆရာဆရာဆရာမတွေရောအကုန်လုံးကိုထိုင်ရှိခိုးမတက်အရန်ကိုကျေးဇူးတင်ပြီးသွားတော့မှ အဲပျော်ရွှင်ခဲ့ရပါတယ်အဲ့ဒီပျော်ရွှင်မှုကဘာနဲ့မှလည်းမလဲနိုင်ဘူးလို့လည်းပြောလို့ရပါတယ်အဲဘလို့လဲဆိုတော့ငါဒီကိစ္စကြီးတစ်ခုကိုအောင်မြင်အောင်ပြီးဆုံးတဲ့အထိလုပ်နိုင်ခဲ့ပြီဆိုတဲ့ဟာပဲဖြစ်ပါတယ်ဒါပေမဲ့ကျမတယောက်ထဲအားနဲ့တော့ဘလို့မှ လုံးဝမဖြစ်နိုင်ပါဘူးပထမဆုံး first time mom ဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့မျိုးဖောက်ဖို့အတွက်အတော်ခက်ခဲတယ်လို့ထင်ပြီးသွားတော့မှအဲရုံးကန်ရင်းနဲ့မှခလေးလေးကထွက်လာတာပဲဖြစ်ပါတယ်အရန်လွယ်ကူတာမျိုးတော့မဟုတ်ပါဘူးဘာဖြစ်လဲဆိုတော့ဒါငွေကန်နေနိုင်ဝက်လောက်အလိုမှာဆိုလို့ရှိရင်ကျမဘယ်လိုမှမခံစားနိုင်တဲ့အတွက်ကြောင့်မလို့ဒါခွဲမွေးဖို့လိုလားပြီလားမသိဘူးကျမအဲကောင်းကောင်းနဲ့အသက်မရှူနိုင်ဘူးဆိုတဲ့အတွက်ကြောင့်မလို့ခလေးလေးမှလည်းတက်ရောက်မှုတွေရှိမယ်ခလေး မချမ်းမမာလေးဖြစ်သွားမှလည်းအရန်စိတ်ပူတယ်ပေါ့နော်ဆိုတဲ့အတွက်ကြောင့်မို့ဒါခွဲမှုမယ်ဆိုတဲ့အတီးဖြစ်ပြီးသွားတော့မှဒါမဟုတ်ဘူးခလေးလေးကကောင်းတယ်ကျမ်းပါပါတယ်မနေတိခံပေးပါဆိုပြီးတော့မှခင်မောကတမျိုးအဆရာမကြီးကတမျိုးဖြောင်းဖြားပြီးသွားတော့ပေါ့နော်နောက်ဆုံးမှမွေးတဲ့အချိန်မှဆိုလို့ရှိရင်လည်းဒါကိုဟိုအရန်ကိုပင်မန်းနေတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်လေးဆုပ်ပြီးသွားတော့မှမွေးထုတ်ပြီးခဲ့ဆရာမကြီးကိုလည်းအရန်ကျေးဇူးတင်ပါတယ်အမရဲ့ဒီနာကျင်မှုပါလေကလေးလေးခေါင်းထွက်ပြီးအဲဆိုရာနဲ့ကိုနာကျင်မှုက လုံးဝကိုပျောက်ကင်းသွားတာပဲဖြစ်ပါတယ်ခေါင်းထွက်ပြီဆိုတာခန္ဓာကိုယ်မထွက်သေးပါဘူးခန္ဓာကိုယ်ဆက်ထုတ်လိုက်တော့မှဒါကျမဩခန္ဓာကိုယ်အိုက်ကြတော့မှဆွဲထုတ်တာဆိုတာကိုသိလိုက်တာပါလုံးဝကိုခေါင်းထွက်ပြီးသွားတာနဲ့နာကျင်မှုကလုံးဝကို0အထိကို pain level ကကျသွားတာပဲဖြစ်ပါတယ်ဆိုတော့အောင်မြောင်မှုဖားပြီးသွားတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်တော့အရန်ကိုပျော်ရွှင်ခဲ့ရတဲ့အဲပျော်ရွှင်မှုကလေဘာနဲ့မှမလဲနိုင်ပါဘူးရှင်အဲ့တော့ရွရွမွေးချင်းနဲ့ခွမွေးချင်းအကြောင်းကိုစပြီးတော့မှတင်ပြပေးပါမယ် အဲ့တော့ရွရွမွေးတာနဲ့အာခုံးမွေးတာဆိုလို့ရှိရင်ရွရွမွေးတာဆိုတာကတော့ရှင်းပါတယ်ကျမတို့မွေးလမ်းကြောင်းကနေပြီးတော့တော့မမွေးဖားတာပဲဖြစ်ပါတယ်ခုံးမွေးတာဆိုလို့ရှိရင်တော့ကျမတို့ရဲ့ဒီဘိုက်ရဲ့အောက်ပိုင်းနားကနေဒီတအိမ်နားကနေအောက်အောက်ပိုင်းပေါ့နော်တင်ပစုံကွင်းရဲ့အပေါ်နားလေးကနေပြီးစပြီးတော့မှခွဲလမ်းကြောင်းလေးပေးပြီးတော့မှတအိမ်ကိုထပ်ပြီးတော့မှခွဲပြီးတော့မှခလေးလေးကိုအဲထုတ်လိုက်တာမျိုးပဲဖြစ်ပါတယ်ဒါကတော့ခွဲမွေးတာပေါ့နော်အဲ့တော့ခွဲမွေးတာမှာဆိုလို့ရှိရင်လည်း နှမျိုးနှစားရှိပါတယ်။ရိုးရိုးအာဒီရိုးရိုးပေါ့နော်ဒီ date နဲ့အချာလေးကိုစီစဉ်တကြလုတ်ပြီးသွားတော့မှ elected cesarean section ပေါ့။အစီအစဉ်တကြလုတ်ပြီးသွားတော့မှခွဲမွေးတာနဲ့နောက်တစ်ခုကတော့အရေးပေါ်ခွဲမွေးတာနဲ့ဆိုပြီးသွားတော့မှနှမျိုးရှိပါတယ်။အဲ့တော့ဘယ်အချိန်မှအရေးပေါ်ခွဲမွေးတယ်လဲဘယ်အချိန်မှအာအချာလေးကိုအစီအစဉ်တကြလုတ်ပြီးသွားတော့မှ မွေးတယ်လဲဆိုတဲ့ဟာတွေလည်းရှိပါတယ်အဲ့တော့ရိုးရိုးမွေးချိန်မှာစပြီးသွားတော့မှဒီရိုးရိုးမွေးလို့ရမလဲခွဲမွေးလို့ရမလဲဆိုတာကဒီမွေးဖွားခံနေပေါ့เนาะ third trimester ပေါ့ third trimester တတိယ3လမြောက်ပေါ့ တတိယ3လမြောက်မှာဆိုလို့ရှိရင်ဒါကလေးရဲ့အနေထားရေးမွားအနေထားအချင်းအနေထားမမေရဲ့ကျမရဲ့အခြေအနေစတဲ့ဟာတွေအကုန်လုံးက fit ဖြစ်တယ်ဆိုတော့မှရိုးရိုးမွေးဖွားခြင်းကိုမွေးဖွားနိုင်မှာပဲဖြစ်ပါတယ်ရိုးရိုးမမွေးနိုင်တဲ့အခြေအနေတွေဆိုလို့ရှိရင်တော့မဖြစ်မနေခွဲမွေးရတာမျိုးတွေလည်းရှိပါတယ်ဒါကြောင့်မို့လို့ရိုးရိုးမွေးမဲ့ခွဲမွေးမယ်ဆိုတာကကိုယ်ဝင်စားရှိပြီဆိုရင်အဆုံးဖြတ်ရမှာမျိုးမဟုတ်ပါဘူးဒါအဲမွေးဖွားခံဒီတတိယ3လမြောက်မှာဖြစ်နေတဲ့ကလေးချင်းတွေအမေချင်းတွေပေါ်မူတည်ပြီး ီးသွားတော့မှဒါရွရွမွေးမာလာခွေးမွေးမာလာဆိုဆုံးဖြတ်ရတာမျိုးပဲဖြစ်ပါတယ်။ပထမဆုံးဖြစ်နိုင်တဲ့ဟာကတော့ခလေးလေးကကြီးနေတာပေါ့။ခလေးလေးက big baby ဆိုတဲ့ခလေးအကြီးကြီးဖြစ်နေတာမျိုးတွေနောက်တစ်ခုကကြတော့ဒီအမေကအရက်ပုတ်နေပြီးသွားတော့မှတင်ပစုံခွင်းကသေးနေတဲ့အတွက်ကြောင့်မလို့တင်ပစုံခွင်းသေးတဲ့အတွက်ကလေးမထွက်နိုင်တဲ့ရိုးရိုးခလေးကပုံမှန်အနေထားဖြစ်ပေမဲ့တင်ပစုံခွင်းသေးနေတဲ့အတွက်ကြောင့်မလို့မထွက်နိုင် ဲ့အဲမေမေးတွေနောက်တစ်ခုကကြတော့အချင်းအနေထားကအောက်ကိုရောက်နေတာမျိုးတွေပုံမှန်အနေထားဖြစ်တဲ့အလဲအလဲတောင်းလို့ရှိရင်အပေါ်ဘက်မှာရှိနေရမယ့်အစားဒီအောက်ဘက်မှာရောက်နေတဲ့ဆိုလို့ရှိရင်ကလေးမထွက်နိုင်ဘူးတွေးတွေအများကြီးတုံမယ်ပြီးွားလို့ရှိရင်ကလေးထွက်တဲ့အပေါက်ဝါမှာလည်းတင့်နေမယ်ဒီလိုမျိုးအနေထားတွေဆိုလို့ရှိရင်တော့ဒါခွဲမွေးမှာပဲပို့ပြီးသွားတော့မှတင့်တော်ပါလိမ့်မယ်နောက်တစ်ခုကကြတော့ကလေးရဲ့အနေထားကလည်းဘယ်လိုဖြစ်နေတယ်လဲဆိုတော့ဒါခေါင်းပိုင်းလေးနဲ့ခေါင်းပိုင်းလေးကိုမှကလေးကငုံငုံ ကလေးဖြစ်နေရမယ်အနေအထားကိုကလေးကတင်ပစုံမိုင်းကြီးနဲ့ဖြစ်နေတယ်ပြီးွားလို့ရှိရင်ကလေးကခေါင်းကြီးမော့နေတယ်နော်ကန့်လန့်ကြီးဖြစ်နေတာမျိုးတွေဆိုလို့ရှိရင်လည်းဒါခွဲမွေးရမယ်အကြောင်းပြချက်ထဲမှာပါပါတယ်နောက်တစ်ခုကကြတော့အရှိကကလေး၂ယောက်ပေါ့နော်၂ယောက်ဒါမှမဟုတ်၂ယောက်နဲ့အထက်မှာခွဲမွေးထားတယ်ဆိုလို့ရှိရင်လည်းရွှေရွှေမွေးဖို့အတွက်မဖြစ်နိုင်ပါဘူးရှင်နောက်တစ်ခုကကြတော့ဒီအမရှင်ကလေးကိုခွဲမွေးထားတာမျိုးတော့မရှိဘူးဒါပေမဲ့ဒီတက်အိမ်မှာအလုံးတည်ဘူးလို့တက်အိမ်ကိုဟို ဓာတ်နဲ့လှည့်ပြီးတော့မှအလုံးကိုထုတ်ထားရတာမျိုးတွေဆိုလို့ရှိရင်တော့ဒါကအခွမ်းမွေးတင်တဲ့အကြောင်းပြချက်ထဲမှာပါပါတယ်နောက်တစ်ခုကကြတော့အရေးပေါ်ခွမ်းမွေးရတဲ့အကြောင်းပြချက်တွေကဆိုလို့ရှိရင်လည်းရွရွမွေးခြင်းကိုသွေးဖီးသွားမယ်ပေါ့နော်ဘာတွေလဲဆိုတော့ဒါခလေးကအာကလေးကဒီ byte ဝင်း byte ထဲမှာနေမကောင်းဖြစ်နေတဲ့အတိုင်းအတာတစ်ခုထိရောက်နေတယ်ပြီးရင်ငယ်ချီးထွက်နေတယ်နောက်တစ်ခုကတော့ဒီမွေးတဲ့ရွရွမွေးရင်းနေပေါ့နော်အာ pain ကအရန်တိတိတတ ဒီအနာကပို့ပြီးတော့မှမစိတ်လာပဲနဲ့ဘာဖြစ်လဲဆိုတော့ဒီရေမောမကောင်းတာခလေးအခြေအနေမကောင်းတာနောက်တစ်ခုကကြတော့တအိမ်တန်းကြောင့်ကောင်းကောင်းမပွင့်တာဒီလိုမျိုးတွေဆိုလို့ရှိရင်ဒီမွေးဖွားချိန်အရန်ကြာမြင့်နေတာဆိုလို့ရှိရင်ခလေးကိုမကောင်းနိုင်တဲ့အခြေအနေရှိလာလို့ရှိရင်လည်းရေပေါ်ခွန်မရတဲ့အထိဖြစ်သွားတတ်ပါတယ်နောက်တစ်ခုကကြတော့မမေတွေကကိုယ်ဝန်ဆောက်အပ်တဲ့အခါမှာဆိုလို့ရှိရင်ကောင်းကောင်းအပ်ထားတာမျိုးမရှိဘဲနဲ့သွေးပေါင်းချိန်တက်နေတာကိုမသိတဲ့အခါမှာဆိုလို့ရှိရင်ဒါကိုယ်ဝန်စိတ်တက်တဲ့လက္ခဏာတွေအကြောင်းမို့လို့အရေးပေါ်ခွန်မရရတာမျိုးတွေလည်းကြုံရတတ်ပါတယ် ်ဆိုတော့ဒါကတော့ဒါရိုးရိုးမွေးလို့မရပဲနဲ့ခွဲမွေးရမယ့်အကြောင်းပြချက်တွေပေါ့နော်အဲ့ဒါတွေမှမရှိဘူးပေါ့နော်ကလေးရောအမေရောအချင်းနေထောင်ရင်းမွားနေထောင်အကုန်လုံးကောင်းမွန်တဲ့ အနေထားဆိုလို့ရှိရင်တော့မေမေကစပြီးတော့ဆုံးဖြတ်လို့ရပြီရိုးရိုးမွေးမှလားခွေးမွေးမှလားပေါ့နော်ဆိုတော့ရိုးရိုးမွေးခြင်းရဲ့အဲခုနကတော့ပြောတဲ့အနာကျင်းမှုတွေဘာတွေပြောခဲ့တယ်ဆိုတော့ရိုးရိုးမွေးခြင်းမှာအကောင်းကျိုးတွေအများကြီးရှိရဲဆိုတာကိုလည်းထပ်ပြီးတော့မှပြောပြပေးပါမယ်ခွေးမွေးရဲ့အခါမှာသွေးရှုံးမှုတွေကဒီရိုးရိုးမွေးတာထပ်ပို့ပြီးတော့များတယ်ပေါ့နော်ဒါကြောင့်မို့ရိုးရိုးမွေးခဲ့မယ်ဆိုလို့ရှိရင်သွေးဆုံးရှုံးမှုတွေလည်းနည်းမယ်နောက်တစ်ခုကကျတော့အနာကျင်းမှုတွေလည်းတိတိတသားအဲမွေးပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်နဲမယ်နောက်တစ်ခုကကြတော့ 每个变绿哦，走走唱唱变偏股。 အခြေအနေကလည်းပိုပြီးတော့မှမြန်မယ်နောက်တစ်ခုကကြတော့ပိုးဝင်နိုင်တဲ့လက္ခဏာကလည်းဒီခွဲမွေးရဲ့အချိန်မှာဆိုလို့ရှိရင်ပိုများရတဲ့ကြောင့်မို့ရွရွမွေးရဲ့အခါမှာဆိုလို့ရှိရင်ပိုးဝင်နိုင်မှုလက္ခဏာကမွေးတန်းကြောင့်ချဲ့တဲ့ဟာကိုပဲအဲပိုးဝင်နိုင်မှုဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါအရင်ကြီးကြီးမားမားပိုးဝင်နိုင်တဲ့လက္ခဏာမရှိနိုင်ဘူးပေါ့နော်နောက်တစ်ခုကကြတော့ကလေးအတွက်ကောင်းတာတွေလည်းရှိပါသေးတယ်ကလေးကသူ့ရဲ့အဆုတ်ကလေးကိုမွေးလန်းကြောင့်ချစ်ချင်းရနေပြီးတော့မှထွက်လာတဲ့အတွက်ကြောင့်မို့လို့အဆုတ်အသက်ရှူလန်းကြောင့်ကိုကောင်းမွန်စေတဲ့ဒီ mechanism တွေရှိပါတယ်နောက်တစ်ခုကကြတော့မွေးလန်းကြောင့်ကနေပြီးတော့မှ healthy bacteria area ပေါ့ကောင်းမွန်တဲ့ flora လေးတွေရခဲ့တဲ့အတွက်ကြောင့်မလို့ကလေးရဲ့ကိုယ်ခံအားစနစ်ကိုလည်းကောင်းမွန်စေပါတယ်ဒါကြောင့်မလို့ရွှေရွှေမွေးတာကခွေးမွေးတာထက်ပိုပြီးတော့မှအကောင်ချိုးလေးတွေရှိတယ်ဆိုတာကိုတင်ပြပေးသွားပါတယ်ထပ်ပြီးတော့မှလည်းရိုးရိုးမွေးခြင်းနဲ့ခိုးမွေးခြင်းရဲ့ကောင်းကျိုးဆိုးကျိုးဆိုပြီးတော့မှထပ်ပြီးဗီဒီယိုလေးနဲ့ထပ်ပြီးတင်ပေးပါအောင်မယ်ကျေးဇူးတင်ပါတယ်တတပါ